ခုထပ်ပြီးတော့ပြောပြမယ့်သတင်းအကြောင်းအရာကတော့ဒီမြန်မာတန်တော်စစ်နယ်မှာပါဝင်နေပေါ့နော်နိုင်ငံတကာသတင်းအကြောင်းအရာတခုပြောပြအောင်မယ်ထူးထူးခြားခြားပါပဲအဲ့ဒါဘာလဲဆိုတော့ဒီ Grammas အဲ Grammas ဖိနိုင်ငံမှာရှိတဲ့ပေါ့နော်တရားဝင်ဘာသာရေးဆိုင်ရာအမြင့်ဆုံးဥပဒေတခုချမှတ်လိုက်တယ်အဲ့ဒီဥပဒေကလည်းထူးခြားတယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီဥပဒေမှာတော့ RV ဘာသာစကားနဲ့ရေးသားထားတယ်ပေါ့နော်ကြီးညာချက်ကိုထုတ်ပြန်လိုက်တဲ့အခါမှာဆိုရင်ဘလိုမျိုးလဲဆိုတော့ဒီ Eritrea အစိုးရကတဲ့နိုင်ငံအတွင်းမှာရှိတဲ့အမျိုးသားတွေအနေနဲ့ပေါ့နော်မိမတွေယူတဲ့အခါမှာဆိုလို့ရှိရင်အိမ်အောင်ပြုတဲ့အခ ခါမှာမိမတအုပ်ထက်ယူဖို့အတွက်ဆိုပြီးတော့ဒါဥပဒေချမှတ်လိုက်တာဥပဒေချမှတ်လိုက်တော့ဒါနောက်ထပ်ယူမဲ့သူတွေအနေနဲ့လည်းဒါနှစ်ယောက်ယူခွင့်ရှိရဲဒါအိမ်အောင်ကြပြီးသားသူတွေအနေနဲ့လည်းနောက်ထပ်တအုပ်ထက်ယူရမယ်တယောက်တည်းမပေါင်းအောင်ပေါ့နော်ဒီတော့မပေါင်းအဲ့လိုနှစ်ဦးထက်ဟိုဘယ်လိုပြောမလဲတအုပ်ထက်ပို့ပြီးတော့မယူရဲသူပေါ့နော်နှစ်ဦးမယူရဲသူကိုတဲ့သူကတထောင်နဲ့အနေနဲ့တသက်တကြုံချမှတ်မယ်ဆိုပြီးတော့အမိန့်ထုတ်ပြန်လိုက်တာဒီတော့ဒီလိုမျိုးထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတော့ဒါသူတို့ပြည်တွင်းမှာရှိရဲပြည်တွင်းပြည်ပတကြလှူရှားသူတွေအနေနဲ့ပေါ့နော်ဝေဖန်ကြတယ်တဲ့ဒီအကြောင်းရအောင်အစိုးရကလည်းသူတို့ရ အကြောင်းပြချက်ကဘာလဲဆိုတော့ဒီပြည်တွင်းနဲ့ဒေသတွင်းစစ်ပွဲတွေဖြစ်ပွားတဲ့အခါမှာဆိုလို့ရှိရင်ဒါအမျိုးသားဥယျာဉ်တွေနှဲပါသွားတယ်။ဒါစစ်ပွဲတွေကြောင့်အမျိုးသားဥယျာဉ်နှဲပါပြီးတော့အမျိုးသမီးအရေးအတွက်တရားများပြားလာတဲ့အခါမှာဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေဖြစ်လာတယ်ပေါ့နော်။ဒီတော့ကြန့်ရှိနေတဲ့အမျိုးသမီးတွေကိုဟိုဆောက်ရှောက်ဖို့အတွက်ပြီးလို့ရှိရင်ဒါကိုဟိုကောက်ွယ်ပေးဖို့အတွက်ကြတော့ဒါအမျိုးသားတွေမှာတာဝန်ရှိရပေါ့နော်။ဒီတော့အမျိုးသားတွေအနေနဲ့အမျိုးသမီးနှစ်ဦးယူရမယ်။ဒီတော့ညညချက်မှာဆိုလို့ရှိရင်အီရီထရီးယားအစိုးရအနေနဲ့နိုင်ငံတွင်းမှာရှိတဲ့အမျိုးသားအားလုံးကိုမိမတအူးထပ်ပို့ယူဖို့အတွက်ကိုသူတို့ တောင်းဆိုထားတယ်တကယ်လို့သူတို့ရဲ့ဒီတောင်းဆိုထားတဲ့တောင်းဆိုချက်ကိုလိုက်နာမယ်ဆိုလို့ရှင်တော့မင်္ဂလာဆောင်စရိတ်တွေကိုလည်းသူတို့ဘက်ကထောက်ပံ့ပေးမယ်အစိုးရဘက်ကထောက်ပံ့ပေးမယ်အပြင်ပြီးတော့အိမ်နောင်တွေအိမ်နောင်တစ်ခုအတွက်ဆိုလို့ရှင်လည်းထောက်ပံ့ပေးမယ်အစီအစဉ်တွေရှိရပေါ့နော်ဒီတော့အိမ်နောင်ကြပိသားအမျိုးသားရဲ့အနေနဲ့ပေါ့နော်ဒါနောက်ထပ်ထပ်ယူမယ့်အရာကိုဒါပထမအမျိုးသမီးကလက်မခံဘူးဆိုလို့ရှင်တော့ကန့်ကွက်တယ်ဆိုလို့ရှင်တော့အဲ့ဒီအမျိုးသမီးကိုလည်းထောက်နှံချမှတ်ဖို့အတွက်ကိုအစီအစဉ်တွေရှိရတဲ့ဟုတ်ပြီလား တဲ့တလီကလီကလီစိတ်ထဲမှာပေါ့နော်အဲအဲ့တော့ပေါ့နော်တို့ဒီဘာသာအဲ့ဒီဥပဒေကိုတော့ RB ဘာသာစကားနဲ့ဒါရေးသားပြီးတော့ထောက်ပြန်ထားတယ်တဲ့ဒီတော့မေယပြန်ယူခြင်းကိုအစိုးရကဒါအားပေးတယ်ပေါ့နော်ဒါအားပေးထားတယ်ဆိုတော့ဒီ Eritrea အစိုးရရဲ့ဒါသာသနာရေးဝန်ကြီးဌာနကလည်းထောက်ပြန်ထားတယ်ပထမညွှန်ကြားချက် အတိုင်းကိုအမျိုးသားတွေယူမှာကိုအမျိုးသမီးတွေကညှင်းဆန့်မယ်ဆိုလို့ရှိရင်တော့ဒါအလုပ်ကျန်းနေထောင်နေနေဒါမျိုးကြီးချမှတ်မယ်ဒီတော့အမျိုးသားတွေကိုလည်းဒါနောက်ထပ်အိမ်အောင်ပြုမဲ့ကိစ္စကိုကန့်ကွက်မယ်ဆိုရင်လည်းဒါအမျိုးသမီးတွေကိုဒါထောင်နေတ သက်တကြုံချမှတ်မယ်ပေါ့နော်ဒီတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တဲ့ကင်ညာနိုင်ငံမှာရှိရဲပေါ့နော်ကင်ညာဒေသမှာရှိရဲပတ်ဝန်းကျင်နိုင်ငံတွေကလည်းအမျိုးသားတွေအားလုံးကလည်းဒီနိုင်ငံကိုပြောင်းရွှေ့လာဖို့အတွက်ကိုစိတ်ဝင်စားနေကြရဲ့ဒီတော့ဒါ Eritrea နိုင်ငံကိုတွားရောက်ပြီးတော့ပြောင်းရွှေ့နေထိုင်ကြဖို့အတွက်ပေါ့နော်ပြောဆိုမှုတွေစီစဉ်မှုတွေရှိနေကြရဲ့တချို့စိတ်ဝင်စားတဲ့သူကြတော့လည်းပြောင်းရွှေ့မှုအတွက်ပေါ့နော်လုပ်နေကြတာပေါ့ ကဲဒီတစ်ခါဆင်ပြောမယ့်အကြောင်းအရာကတော့အอสတြေးလျနိုင်ငံကတရိတ်ဆန်ဟိုတရိတ်ဆန်ယုံပေါ့နော်အဲ့ဒီတရိတ်ဆန်ယုံမှာတရိတ်ဆန်ဆေးကုတွေကနေပြီးတော့ချင်းသိဤတစ်ခါကိုသွားနှုတ်ပေးခဲ့ရဆိုတဲ့အကြောင်းပြောပြအောင်ခင်းသိရများလိုက်တာချင်းသိဆိုတော့အနေအရန်များတယ်နော်ဟို YouTube မှာဆိုရင်ဗီဒီယိုတွေပါလေချင်းသိကဆက်ကတ်တဲ့ချင်းသိကနေပြီးတော့လူကိုလေအသေးကိုက်သွားလိုက်တာလေးနော်ဟိုအရန်အနေအရများတယ်ဘာပဲပြောဘလောက်ပဲရှင်ပါရဲ့ဆိုပါစေဒါအနေအရများတာပဲလေနော်တော်ရိုင်းတရိတ်ဆန်ဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ဒီချင်းသိကိုဆေးကုပေးလိုက်တာဆိုရင်အခုချင်းသိကရ တော့ပြန်ပြီးတော့ဒါပြန်ကောင်းသွားပြီပေါ့နော်ဒီသွားရပါလေပြန်ပြီးတော့သူနေရထိုင်ရအဆင်ပြေသွားလို့ပြောထားတယ်ဒီတော့သူတို့အနေနဲ့ချင်းသိကြီးကိုအဲ့လိုမျိုးဟိုသွားမကောင်းလို့သွားနှုတ်ပေးတဲ့အခါမှာမေးစေးတော့တောင်းရတာပေါ့နော်မေးစေးကိုကြောက်နှစ်နာရီလောက်ကြာတယ်မေးစေးကိုအသုံးပြုခဲ့ရတာအချိန်နဲ့တော်တော်ယူခဲ့ရတယ်လို့ပြောထားတယ်အဲ့ဒီချင်းသိကြီးကဩစတြေးလျနိုင်ငံပတ်တရိတ်ဆိုင်ယုံမှာပေါ့နော်ပေါင်း408ပေါင်တောင်ရှိတဲ့ချင်းသိကြီးနဲတာကြီးမဟုတ်ဘူးနော်ဒီချင်းသိကြီးဟာဆိုရင်ねသူ့ရဲ့အသက်က73နှစ်အရွယ်ရှိပြီနာမည်ကမန်ဒယ်လာလို့ခေါ်တယ်ဒီတရိတ်ဆိုင်ယုံမှာနေထိုင်တဲ့ချင်းသိ ေး3កောင်နဲ့မှာ तू อ่ะတကောင်ပေါ့เนาะအဲ့မှာဆိုရင်ဒီချင်းလေးရကြတော့ဟိုပြောမှာဆိုရင်ဒီသွားမကောင်းဆိုတာဘာဆိုင်မှာတော့မပြဘူးဒါပေမဲ့ချင်းလေးကိုတေချာဆစ်ဆေးလိုက်တဲ့အခါမှာဆိုရင်ね तू ရဲ့ဟိုမကောင်းတဲ့သွားနှချောင်းပေါ့เนาะအဲ तू အဲ့လိုမျိုးသွားနှချောင်းကြောင့်ခံစားနေရတဲ့ဝေဒနာလူတယောက်အတွက်ဆိုရင်တော်တော်လေးမခံမရအောင်နာကျင်နေရဲ့ဝေဒနာဒါပေမဲ့ချင်းလေးတော်တော်များများသူတို့ခန္ဓာကိုယ်မှာနာကျင်နေဆိုရင်ねဟိုလူတွေလိုမျိုးပေါ့เนาะအဲ့လိုအော်ဟစ်နေတာမျိုးတွေအကူညီတောင်းတာမျိုးတွေဒါမျိုးတွေတော့မရှိကြဘူးလေဒါပေမဲ့ဟိုတရိတ်ဆန်စေးကုဆရာဝန် နေရကြတော့ဒီချင်းသေးကြီးကိုပေါ့နော်ဒီအမြဲတမ်းစစ်စေးနေရနေတွေးရှိခဲ့တာသွားမကောင်းဆိုတာပေါ့နော်သွား check up လုပ်လာဟုတ်တယ်လူတော်မှတော့စစ်စေးပဲလူမရှိရနော်အဲ့တော့စစ်စေးခဲ့တဲ့ခါမှဆိုရင်ချင်းသေးကြီးကသွားနှချောင်းမကောင်းတဲ့အတွက်ကြောင့်အဲ့ဒီသွားနှချောင်းလုံးနှုတ်ပေးခဲ့ရတယ်တကယ်တော့ तू ကဟိုချင်းသေးတွေအားဆိုရင်ねသူတို့ပါသူတို့ဒီပေါ့နော်တောထဲမှာနေထိုင်ကြစားမယ်ဆိုရင်ねအသက်73နှစ်74နှစ်အထက်ကိုတော့ရှင်သန်နေထိုင်ခွင့်တော့မရှိဘူးတဲ့ဟိုအတီးအရွယ်လောက်ဆိုရင်တိတ်ဆုံးသွားတာမျိုးပဲများတယ်ဒါပေမဲ့ဒီတိရစ္ဆာန်ကတော့ထိမ့်သိမ်းဆောက်ရှောက်မှုကုသမှုတော်တော်ကောင်းတ ယ်လို့ပြောရမယ်သူတို့တိရစ္ဆာန်ကအဲ့လိုမျိုးချင်းသေးတွေကိုပေါ့နော်တေချာဆေးဝါးဆော့ရှောက်မှုတွေအစားအသောက်တွေဂိဟုဆိုင်ကျွေးမွေးတဲ့အတွက်ကြောင့်အသက်30အရွယ်ထိနေထိုင်ချင်းသေးတောင်ရှိသေးတယ်တဲ့အဲ့ဒီကပတ်နော်အရင်ကဟုတ်တယ်တိရစ္ဆာန်ယုံပေါ့နော်ဒီတော့ဒါဘာပဲပြောပေါ့နော်အခုသူတို့ရဲ့အနေနဲ့ဒီချင်းသေးရဲ့အကြောင်းမီဒီယာမှာဖော်ပြလိုက်တဲ့အခါမှာလူတွေစိတ်ဝင်စားတဲ့သတင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်နော်ချင်းသေးရဟဲ့တော့တော့ဟိုတနေ့ကနှုတ်ပေးလိုက်တာဘယ်ချင်းသေးပါလဲဆိုတော့ချင်းပဲမဲ့တော့နှစ်ချောင်းနှုတ်လိုက်ရဆိုတော့အစွဲနှစ်ချောင်းများလားမသိဘူးအဲ့ဆိုသူသွားပြီအဲတကြိုးလေးဖြစ်နေချင်းသေးရဟုတ်တယ်နော်ဒါသူတို့နိုင်ငံဩစတြေးလျ နိုင်ငံမှာရှိတဲ့တိရစ္ဆာန်ကုဆရာဝန်ကြီးအနေနဲ့လည်းနော်တိရစ္ဆာန်မျိုးနော်လူလူတွေလိုပဲတံမိုးထားလိုက်ပြီးအများနဲ့ medical check up လုပ်ပေးနေရတော့မှကောင်းတာကိုသွားတွေ့ရဟုတ်တော့ပါ ကဲဒါဆိုရင်ဒီခါမှလည်းဆိုမနောက်တဲ့တင်လေးတစ်ခုပြောပြပေးအောင်မယ်။တင်လေးကနည်းနည်းတော့အချိန်အားဖြည့်တော့ကြာသွားပြီဆိုပေမဲ့စိတ်ဝင်စားစရာကောင်းနေပါတော့။အဲ့ဒါတော့တုဒ္ဒဆေဆုံးနဲ့မှာဖော်ပြပေးထားတဲ့အကြောင်းအရာလေးပါ။အဲ့တော့အချိန်မရှိတော့ဆိုတော့မြန်မြန်လေးပြောပြမယ်နော်။အဲ့တော့ဒါဒီမှာဆိုလို့ရှိရင်မိုင်းတွင်းထဲမှာတဲ့36ရက်လောက်ကြာအောင်ပိတ်မိနေတဲ့လုပ်သားတွေကိုကဲတင်နိုင်လိုက်ကဲတင်နိုင်နိုင်နေဆိုတဲ့အကြောင်းပေါ့နော်။အဲ့ဒါကြာတော့သူတရုတ်မိုင်းတွင်းလုပ်သားလေး3ဦးပေါ့နော်။သူတို့ဆိုလို့ရှိရင်ကဲတင်နိုင်ခဲ့တာဒါတော့သူ့နိုင်ငံရဲ့အစိုးရပိုင်းသတင်းဌာနတွေကနေလည်းဖော်ပြပါတယ်။အဓိကဖြစ်ပေါ်သွားတာက အရှန်တောင်ပြည်နယ်မှာရှိတဲ့မိုင်းတွင်းထဲမှာဒီဇင်ဘာ25ရက်တည်းရပါဘောနော်ဒါပေးခဲ့နှစ်ပေါ့ဒီဇင်ဘာ25ရက်တည်းကပိတ်မိနေကြတာသူတို့အစစ်စစ်ကဲတင်ပုံလဲ CCTV ကနေပြီးတော့ဘောနော်သတင်းဌာနကနေပြီးတော့ဒါရိုက်ကူးတင်ဆက်ထားမျိုးလည်းရှိပါသေးတယ်အဲ့တော့အပေါ်လူနာရီနေနဲ့အပေါ်ပြင်းရောက်ချင်းမှာဆိုရင်လေအရေးပေါ်ကားရီနဲ့သူတို့လူနာရီဘောနော်စေယုံကိုတဲဆောင်သွားတာမျိုးတွေရှိတယ်မိုင်းတွင်းပြူကြတဲ့အချိန်မှာအဲ့အထဲမှာလူပေါင်း29ဦးပိတ်မိနေတာအဲပိတ်မိနေတဲ့အထဲမှာမှ15ဦးကိုကဲတင်နိုင်ခဲ့တယ်ပြီးတော့တအူးတော့တအူးကတေဆုံးပြီးတော့ 73ဝါတော့ပျောက်ဆုံးနေသေးဖြစ်ပါတယ်တဲ့အဲ့ဒီထဲမှာမာသူကပိတ်မိနေတဲ့လူသားတွေကိုကယ်ဆယ်ရေးလုပ်သားအောင်ဘယ်လောက်တောင်လဲဆို400ကျော်ကတလားကျော်ကျော်လောက်ပေါ့နော်ဒီမဆုံမနစ်အမြဲတမ်းရှာဖွေပြီးတော့ကယ်ဆယ်နေခဲ့တာပါတဲ့ဒီလိုမျိုးဖြစ်သွားပြီးတော့ခုနပြောတဲ့ပေါ့နော်ဟိုးအောင်မှာပိတ်မိနေတဲ့လုပ်သား3ယောက်ကိုတော့ကယ်တင်လိုက်နိုင်နေနောက်ထပ်လည်းရှာဖွေမှုတွေသူဆက်လုပ်တယ်လို့တော့သတင်းကြရပေါ့နော်ဒါပေမဲ့အဲ့ဒီ mind drain ပိုင်ရှင်ဟာဆိုလို့ရှိရင်တဲ့ဒီလိုမျိုးပြုကြမှုဖြစ်သွားပြီးတော့ရပ်ပိုင်းအတွင်းမှာပဲကိုကိုကိုအဆုံးစီရင်မှုတွေလည်းလုပ်ခဲ့ပါတယ်တဲ့အဲ့တော့နော်ဟိုဘာတွေများစိတ်ဖြစ်စီမှုတွေအရင်များနေလို့ ူလဲတော့မသိဘူးပေါ့ဒါပေမဲ့အခုလိုမျိုးဟိုအကုန်လုံးပိတ်မိနေရတော့စိတ်မကောင်းဒါပေမဲ့တတ်နိုင်တဲ့များကဲတင်ပေးနိုင်လိုက်တဲ့အတွက်တော့ဒါပြောရမယ်ဆိုအစိုးရအကောင်းဆုံးပဲပြောရမှာပဲလေပိုင်ရှင်နေလဲဆိုတော်တော်ကြီးတို့တာဝန်ကြီးကြီးမားလေလေသူတို့တောင်းမကင်းဆိုပြီးတော့များလုပ်လိုက်ရအောင်နော်ကဲဒါဆိုရင်တော့ဒီနေ့ဒါသတင်းလေးလေးဆုံးသွားရောခဏနာမယ်နော်ခေတ္တပြိုင်ပွဲစီစဉ်နေပရိသတ်တွေအတွက်ထပ်မံပြီးအလှပရေးအကြောင်းအရာကြီးပြောပြပေးဦးမို့ခဏနေပြန်လာရေးပါအောင်မရှင်